မြန်မာနိုင်ငံအတွင်းနေတိုင်းဒေသလူမျိုးတွေအားလုံးဝိယာမြန်မာငါတို့အားလုံးမြန်မာဆိုတဲ့စိတ်ဓာတ်မွေးမြူလာဖို့အတွက်ဘာတွေပြင်ဆင်ဖို့လိုအပ်တယ်လဲဆိုတဲ့ပေါ်စေရင်နဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်လျက်ရှိနေပါတယ်တိုင်းဒေသတွေကမြန်မာစိတ်မွေးပြီးငါတို့အားလုံးကမြန်မာဝိယာမြန်မာဆိုတဲ့စိတ်တတွေ့တတရတယ်စီးလုံးညီညွတ်တဲ့အမျိုးသားစိတ်ဓာတ်တွေနဲ့နိုင်ငံတော်အေဂျင့်တာယာကြီးဖွံ့ဖြိုးတိုးတက်ရေးကိုလက်သွဲအကောင့်တွေပေါ်ဆောင်ရွက်ကြဖို့လိုတယ်လို့ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က2025ခုနှစ်အောက်တိုဘာ23ရက်မှာပြောကြားခဲ့ပါတယ်။ ဝိရမြန်မာဆိုတဲ့စိတ်မျိုးဖြစ်ပေါ်ရမှာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ပထမဦးစွာနိုင်ငံချစ်စိတ်အပြည့်အဝရှိဖို့လိုအပ်ပြီးအဲ့ဒီလိုရှိလာမယ်ဆိုပါကပြည်တော်စုစီလုံးညညမှုတွေတည်ဆောက်လို့ရနိုင်တယ်လို့တိုင်းနိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကဋ္ဌဆိုင်းထီအောင်မှစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဒီကတော့မြန်မာနိုင်ငံကြီးကိုစစ်ကြတယ်ဆိုရင်တော့ဒီနိုင်ငံတိုးတက်လို့ရမှာစင်တော့ဒီမှာနောက်နောက်ဆက်တွဲအနေနဲ့ကျေးကူရေးပါတိုင်းနာပြဿနာလေးတွေဖြင်းပြီးသွားနိုင်တယ်လို့ယူဆပါတယ် အခုမှနေနဲ့ပြောရမှဆိုတော့ဂျပန်နိုင်ငံပေါ့နော်ဒုတိယကမ္ဘာဆစ်ပြီးတဲ့ခါကျတော့အပြည်ပြည်ကိုယ်တော်ကနေခံရတယ်။နောက်ပြီးတော့သူကသူ့နိုင်ငံတီထောင်ရေးတက်ကိုသူခက်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 ကျိုးတော့ကဒီခုတကယ်ကျိုးသားတော့ပေါ့နော်ဆီရောကြီးလည်းပြေးရတယ်။အဲ့ဒါကိုသူပြန်လဲတီထောင်ရေးလုပ်ခဲ့တာမှာမတော့ကဂျပန်နဲ့ရှိတယ်ဒီကနေပူနေရှိတယ်ဂျပန်နိုင်ငံကိုကချစ်စိတ်နဲ့အားကျုံးမှတည်းကျိုးသားတဲ့ခါကျတော့အာနောက်ပိုင်းကမ္ဘာပေါ်မှာဒုတိယအခြားနာဆုံးနိုင်ငံဖြစ်တော့တက်လာနိုင်ခဲ့တယ်လေ။ အဲ့ဒီနည်းကောင်းမဲ့အခုလဲကျွန်တော်မြန်နိုင်ငံကိုချစ်တယ်ဆိုရင်တော့ဒီနိုင်ငံကြီးပြစ်စီအောင်လုပ်ကြမို့ဒီနိုင်ငံတိုးတက်အောင်လုပ်ကြပါမို့လက်ရှိမြန်မာနိုင်ငံမှာလွတ်လပ်ရေးရပြီးနောက်ပိုင်းပင်လုံစာချုပ်ကိုအခြေတည်ကပြည်နှွေးစိတ်ဖြစ်ပွားလာခဲ့ပြီးတိုင်းပြည်ကိုစုစည်းဖို့ခက်ခဲလျက်ရှိနေတယ်လို့စေးနဲ့နိုင်ငံရေးအကဲခတ်တွေကထုတ်ပြကြပါတယ်အခုယနေ့အချိန်ကတော့ဒီပြည်လုံစာချုပ်လွတ်လပ်ရရင်ဖြစ်တာဖြစ်ပေါ်လာတဲ့ပြည်ရင်းစစ်တွေကတော့နမတိကဝါဒဆွေးနွေးဖြစ်လာတယ်နောက်ပိုင်းကျတော့ဒီမျိုးဆွေးဖြစ်လာတာပေါ့ဒါပေမဲ့အဲ့လိုမျိုးဆွေးဖြစ်ရင်လည်း တို့ကလည်းဒီဥစ္စာအာနာရှင်ကိုတော်လိုင်းရင်ဆိုတဲ့ကောင်းစီနေနဲ့တတ်ပြီးမှသူတို့ကိုယ်တိုင်နဲ့အာနာရှင်ဖြစ်နေကြတယ်။ဒါကြောင့်မို့ကိုယ်နိုင်ငံကိုချစ်ကြတယ်ဆိုရင်ဒီကိစ္စတွေကပြည်ပြည်တွေနဲ့ညီနိုင်နိုင်ငံကျွန်တော်တို့သွားကြမယ်ဆိုရင်တော့ဒါညီနိုင်ငံကဒီအချိန်မှာဖြစ်ပြီးတူတက်လာမယ်လို့တော့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒါကျွန်တော်အကျွန်တော်အမြင်ကိုပြောတာပါ။ဘုံကြောင့်မူကြီးမင်းအောင်လည်းပြောကြခဲ့တယ်။ဝိရမြန်မာဆိုတာကမြန်မာနိုင်ငံသားတွေအနေနဲ့မိမိတို့ကမြန်မာဆိုတာကိုဂုဏ်ယူဝင်ကြစွာနဲ့ခိုင်မာစွာရည်တည်ပြီးမျိုးချစ်စိတ်တယ် အမျိုးသားရေးစိတ်ဓာတ်ကိုပုံမှန်မြင့်တင်ဖို့ပြောကြားခဲ့တာဖြစ်တယ်လို့ပြည်ထောင်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ UFDB မှာပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစေနာသတင်းဌာနကိုပြောပါတယ်။ကျွန်တော်အမြင်ပြောလို့ရှိရင်သူကအဲကျွန်တော်မျိုးချင်းစိတ်ဓာတ်ကိုပုံမှန်မြင့်တင်စေဖို့အတွက်ကိုဒီလိုပြောကြားရလို့မြင်ပါတယ်ကြည့်။နော်ကျွန်တော်မြန်မာနိုင်ငံဘက်ကနေပြီးတော့ကျွန်တော်နိုင်ငံသားအားလုံးအားဖြင့်ပြီးတော့အော်ဒီဒီငါတို့ဒီမြန်မာဆိုတဲ့ဟာကိုဘုံယူဝင်ကြွားသွားတယ်ကြည့်ပြီးတော့မျိုးချင်းစိတ်ဓာတ်ကိုစင်တန်ဆက်နေပြီးတော့ အမျိုးသားရေးစစ်တပ်ကိုပုံမှန်မြင့်မြင့်တင်စေဖို့လို့ကျွန်တော်ရည်ရရည်ရပြီးပြောဆိုတယ်လို့ကျွန်တော်မြင်ပါတယ်ဗျတကယ်တမ်းမြန်မာဆိုတဲ့နေရာမှာပေါ့နော်ချင်းချင်းကျွန်တော်တို့ပမာလူမျိုးပါဝင်မြန်မာကကျွန်တော် country နိုင်ငံကိုဆိုလိုတာဖြစ်တယ်ဗျာနော်မြန်မာကကျွန်တော်ရဲ့နိုင်ငံတော်ကြီးကမြန်မာနိုင်ငံတော်ကြီးအဲ့မြန်မာနိုင်ငံတော်ကြီးမှာဟိုတိုင်းနာပေါင်းစုံမြေဆိုင်ရတယ်တကယ်တော့မြန်မာနဲ့ဗမာနဲ့တိတ်မကွဲကြတာလို့ဒါနံပါတ်1ကျွန်တော်ပြောသားလို့နေ냐 အဲ့တော့မြန်မာဆိုရင်ဗမာဆိုတဲ့ဟာနဲ့တွားပြီးတော့တွားပြတာတကယ်တမ်းတော့စိုင်းသားဒီထဲမှာဗမာဆိုတာကလူမျိုးတစ်မျိုးပဲနော်လူမျိုးတစ်မျိုးပဲအဲ့တော့မြန်မာနိုင်ငံမှာအခြားသောတိုင်းသားများမျိုးစုဗမာလူမျိုးများလည်းရှိတယ်ပေါ့ဒါလေးကကျွန်တော်တို့မြန်မာနဲ့ဗမာကွဲပြားသွားတယ်ဆိုလို့ရှိရင်ဒီအမြင်လေးကြီးဟုတ်လားအဲတော့ကဒန်းသူညီညာအခွေရေတော့ဥပဒေဒန်းသူညီညာဥပဒေကြီးရေတော့ န်းလူကြီးများအုပ်ချုပ်ရေးလို့ဆိုတဲ့အပိုင်းမှာအထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ဒီအမြင်လေးပေါ်မှာတစ်ချက်ကျွန်တော်ပြောကြလို့တယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းကနိုင်ငံသူနိုင်ငံသားအားလုံးကစီးလုံးညီညွတ်စွာနဲ့ပြည်ထောင်စုအရင်ခံကနိုင်ငံတော်ကိုဝိုင်းဝန်းကာကွယ်ဆောက်ရှောက်ထိန်းသိမ်းသွားကြဖို့လိုအပ်တယ်လို့အော်တိုဘာ23ရက်မှာပြောကြားခဲ့ပါတယ်လက်ရှိမြန်မာနိုင်ငံမှာ1948ခုနှစ်လွတ်လပ်ရပြီးကတည်းကတိုင်းနာတန်းသူရေးကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးဒီမိုကရေစီနိုင်ငံဖြစ်တည်ရေးဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးစတဲ့အရင်ခံအကြောင်းတရားတွေကို ဖြေရှင်းနိုင်တဲ့သူကပြည်တွင်းစိတ်ဖြစ်ပွားလာလာမှာအခုထိဖြစ်ပါတယ်။အဲဒါကြောင့်လူမျိုးရေးအမြင်တွေသိရှိလာပြီးဝိရမြန်မာဆိုတဲ့အခြေအနေကိုတည်ဆောက်ဖို့ခက်ခဲလျက်ရှိနေပါတယ်။၂008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်450မှာမြန်မာစာကရုံးလုံးစာဖြစ်တယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်အရဆိုရင်မြန်မာစာနဲ့မြန်မာစကားကဗမာစာနဲ့ဗမာစကားဖြစ်နေတဲ့အတွက်မြန်မာကဗမာဖြစ်တယ်လို့ယူဆစရာဖြစ်သွားကြောင်းအဲ့ဒီယူဆချက်တွေကြောင့်ဗမာမဟုတ်တဲ့လူမျိုးတွေက ဝေးရမြန်မာဆိုတဲ့အခြေအနေကိုလက်ခံဖို့ခက်ခဲသွားနေသလားစဉ်းစားဖို့လိုအပ်တယ်လို့စီရင်တဲ့နိုင်ငံရဲ့အကဲခက်တွေကထောက်ပြကြပါဗျာ။